Hello မင်္ဂလာပါဒီနေ့ကမိုးအေးအေးလေးနဲ့ ်ရာသီဥတုကတော့ဩရိဘက်မှာရှိနေတယ်ပေါ့နော်ဒီနေ့ရဟင်းပွဲကတော့ဝက်နယ်ရုပ်ချင်းငယ်ဆက်အမြဲမြတ်ချက်ပဲဖြစ်ပါတယ်မိုးအေးအေးလေးနဲ့ထမင်းဘူးလေးရဲ့ဒီဟင်းပွဲလေးနဲ့အရန်လိုက်ဖက်ပါတယ်ဗျဝက်နယ်ရုပ်ကိုအမျိုးမျိုးချက်လို့ရတဲ့အထက်မှာမှဒီလိုမြန်မြန်လေးနဲ့ချင်းငယ်ဆက်ချက်ချက်ပါလုံးဝထမင်းဟိုးပြောင်းစေရပါမယ်ပါဝင်ပစ္စည်းတွေကဒီမှာပါပထမဆုံးအနေနဲ့ကြက်တာမိုးထမင်းစားစုံတဝက်စားလက်ဖက်ရည်စုံတစုံမြေုပ်ကောင်းအနေငယ်ပစုံစင်စံငပိအနေငယ်သုံးမယ်တစိ့ကထိုင်းတော့ပါအဆက်ကိုတော့အစားနိုင်တဲ့လောက်သုံးမယ်နော်ကြက်တုံဖြူငါးမွအချုံမုတ်လက်ဖက်ရည်စုံတစုံ ကျက်သွန်ဒီတလုံးကိုလီတာပေးမယ်။မြန်းပြားကိုတော့9ဖက်10ဖက်လောက်သုံးမယ်။အများကြီးမသုံးပါနဲ့အချိန်မှဆိုလိုပါ။မွမွေလေးဖြစ်အောင်ရှင်းနဲ့နဲ့ကိုခက်မြများလေး။ပါဝင်ဖြစ်စီတွေကအလွယ်တကူဝယ်လို့ရတာမို့လို့ချက်ချပါလုံးဝထိမိခွေ့ဝန်းနံယူကိုတော့ဒီလိုဝက်ကြကြတုံထားတယ်။ဒီဟင်းပွဲကအိုးငယ်ကလေးတွေကအခုချိန်ထိအမေကချစ်ကြွေလာခဲ့တဲ့ဟင်းပွဲဖြစ်ပါတယ်။အခုချိန်ထိလည်းခဏခဏချစ်စာနေတော့မှာ။ Okay ။ငရုတ်စုံတောင်းထဲမှာပထမဆုံးအနေနဲ့ငရုတ်တီ၊ကျွတ်တော်နီ၊ကျွတ်တော်ဖြူကိုအရင်ထောင်းမယ်နော်။ အားလုံးကျင်ညက်တော်ပြီဆိုလို့ရှိရင်မြန်မြန်ထက်ထောင်းမှာနော်ဒါကတော့ထောင်းလာပြီးရလာတဲ့အနှစ်ပါပြီးရင်ဒေဟိုထဲမှာပါဝင်ပစ္စည်းတွေအားလုံးကိုထည့်နှက်ဆက်အောင်နေပေးလိုက်မယ်နော် အခုချက်ဖြတ်ထားတဲ့ဝမ်းနေရိုးချက်ကိုအရင်နည်းနည်းလေးနဲ့ပဲချက်ထားပါတယ်။အရင်မများနဲ့ချက်မယ်ဆိုလို့ရှိရင်စားမကောင်းဘူးပေါ့နော်။အရင်မများနဲ့စားကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝေါ်ထဲမှာအားရှိတဲ့ဝမ်းရိုးစွပြော့ကိုတင်ထားပေးပါတယ်။တွားပြီးတော့ကြည့်ရှုနိုင်ပါတယ်ဗျ။ Okay ဒီမှာစီကိုထမင်းစားစုံတစုံတုံထားပါတယ်။အဝင်ပစ္စည်းတွေအားလုံးထည့်ပေးပြီးဆိုတော့ဒီမှာနှက်ဆက်အောင်အရာသာလေးနည်းနည်းဝင်အောင်နေပေးမယ်နော်။အကယ်၍ညီကိုတို့ကအခုချိန်မှသည်ဟုဆိုလို့ရှိရင်စေတာပါ၊ရှဲတာပါ။ဝမ်းနေရိုးမြဲမြတ်ချင်ငန်ဆက်ချက်ကကျွန်တော်တို့မွန်ပြည်နယ်မှာနံပါတ်1ဟင်ပွဲလို့လည်းပြောလို့ရတယ် အချက်ဘက်မှာတော့စီပြန်ချက်တွေပဲပေါ်တယ်ဆိုတော့တခါတော့ဒီလိုချက်မျိုးချက်ချစ်ပါလောကကြိုက်သွားစေရဝက်ယုံမှာမဟုတ်ပါဘူးဝက်တာချက်တာငါဒီနေ့တိုင်းချက်စားလို့ရပါတယ်အကြောင်းအတွက်ကတော့နနွေးမုတ်အနေငယ်တောင်းမယ်ခြေကတော့ဝက်ယုံမျိုးယုံလောက်ပါပဲ400မီလီလောက်တောင်းမယ်နော်အနှဲငယ်လောက်မှွေပြီးတော့အဖုံးပိတ်မီးကိုအလေလဲလောင်းနေပဲ15မိနစ်လောက်တည်ထားပြလိုက်မယ်နော် 5မိနစ်လောက်နေဆူလာပြီဆိုလို့ရှိရင်အဖုံးဖွေပြီးတော့အနှဲငယ်မှွေပေးမယ်နော် Okay အရေးလဲခန်းကစားဖြစ်နေပြီဆိုတော့အရေးခန်းအောင်ကျွန်တော်စားရပါမယ်ဒီမှာကရှန်နက်နဲ့အနက်လေးကတော်တော်လေးကိုမှွေနေပါပြီ

ထမင်းမိတ်စေပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုများအတွက်ကျွန်တော်တို့ရဲ့ YouTube Channel Facebook Page TikTok ကိုဖော်လို့လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ် bye bye